ိတ်တာရှေ့ဘက်တစ်ချံပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ဖက်ကိုသွားပါမယ်အဲနောက်တစ်ခါနောက်တစ်ဖက်ကကြာတော့ကျော်ဒီလိုမျိုးဒီကောင်းစင်လေးပေါ့နော်အဲ့ဒီမြေရေးပြီးသားဆိုရင်လည်းရှိပါတယ်ဒါမှမဟုတ်ကိုပေါ့ကိုကိုရဲ့စိတ်ကြိုက်ဖောက်နေစိတ်ကြိုက်ရေးလဲကြရနော်အဲ့တော့ကျွန်တော်ကတော့ဒီမှာရေးပြီးသားလေးခေါ်လိုက်မယ်ဒီပုံစံလေးကိုလည်း copy ပူထည့်လိုက်မယ်နော်ဒါဆိုလို့ချင်းရင်ဆုံးနေတဲ့ခေါင်းစဉ်လေးကို control ရဲ့ o ရဲ့ဒီကျွန်တော်တင်ထားတဲ့ဖိုင်လေးတွေရပါတော့နော်တခုကိုဖွင့်ပေးလိုက်ပါမယ်ဒီထဲကနေရွေးလိုက်ပါ ဒါရတဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီမင်္ဂလာဖိတ်ကြွားလာဆိုပြီးတော့ရှိပါတယ်။ဒါလေးကိုကျွန်တော်အခုသုံးနေတဲ့ဖိုင်ထဲမှာဖွင့်လိုက်ပါမယ်။ပြီးတော့ရင် keyboard ကနေ control ရဲ့ t ရဲ့နှိပ်ပါ။ control ရဲ့ t ရဲ့နှိပ်ပါနော်။ပြီးတော့လို့ရှိရင်ဒီပေါက်ဒီပေါက်လေးကိုပေါ့နော်။နည်းနည်းလောက် share ပေးလိုက်ပါ။ပြီးရင်ဟိုဒီအပေါ်လေးမှာတို့ပေးလိုက်။ဒါဆိုလို့ရှိရင်တော့တဒန်းနဲ့ရည်နေပါပြီ။သူ့အပေါ်ကိုတင်နော်။ပြီးရင်အားလေးခောက်ပေးလိုက်ပါနော်။အဲဒီမှာရှိတဲ့အမှန်ကြီးလေးကိုနှိပ်မယ်ဆိုရင်လည်း share ။နောက်တစ်ခုက ဒီသူရဲ့အောက်မှာကျွန်တော်ဒီကောင်းစင်လေးပေါ့နော်ဒီကောင်းစင်လေးထည့်ဖို့အတွက်ဒီထဲကနေတော့ဒီအစင်ပြာလေးယူမယ်ဆိုရင်လည်းရပါတယ်အဲဒီပုံစံလေးယူလိုက်မယ်နော်ဒါဒီညာလေးကိုကျွန်တော်ရွေးပြီးတော့ယူလိုက်မယ်ဒီပုံစံလေးနဲ့ဒီပုံစံလေးကို copy ယူလိုက်မယ်သူ့ကိုဖိပြီးတော့ဆွဲလိုက်အဲဒီထဲမှာဖိဆက်ပေါ့နော်ဖိဆက်ပြီးတော့ဒီညာလေးကိုလည်းတစ်ခုကိုလည်းကျွန်တော်ယူလိုက်မယ် သူဒီထဲမှာ freeze ပဲပြီးတော့ထည့်ပေးတာဒီထဲဒါလေးကိုသိမယ်နော် control ရဲ့ t ရဲ့နှိပ်ပါ control ရဲ့ t ရဲ့နှိပ်ပြီးတော့ဒါလေးကိုသိပေးလိုက် okay ဒါဆိုလို့ရှိရင်ဒီပုံစံလေးကျွန်တော်တို့ရှာသွားလိမ့်မယ်နော်အစင်းရောဒီဘက်ကိုရကြသွားပြီညာဘက်ကိုလည်းပွားလိုက်မှာ order key လေးနဲ့ဖိဖိပြီးတော့ပွားပေးလိုက်ပါဒါဆိုရင်ကျွန်တော်ဒီပုံစံလေးထပ်ပြီးတော့ရတာမှဖြစ်ပါတယ်သူ့ကို ဆလမတ်ဆလမတ်ပြီးတော့ဒီပဲညာညှိလိုက်ပါเนาะဒီစန္ဒာမှာဖြစ်တော့သူ့ကိုညှိပေးလိုက်ပါဒါဆိုလို့ရှိရင်ရောဒီလိုမျိုးခေါင်းစဉ်လေးတခုထပ်ပြီးတော့ရှာသွားလိုက်မှာနော်ပြီးရင်အပေါ်ကလေးကဒီဘက်ကိုနည်းနည်းတော့ဒါဆိုရင်ဒီပုံစံလေးထပ်ပြီးတော့ရှာသွားရင်နော်ဒါဆိုရင်တော့ကျွန်တော်ကတော့ဒီဖိုင်ကြီးကိုပိတ်လိုက်မယ် control ရဲ့ w ပဲပိတ်ပါဒီဘက်ကဖိုင်လေးကိုပဲကျွန်တော်ဒီစာလေးတွေကိုကျွန်တော်ခုပြမယ်။ဒါလေးတွေကို ကွန်ထရိုးရဲ့စီ copy ယူပါကွန်ထရိုးရဲ့စီ copy ယူပြီးတော့ဒီဘက်မှာကွန်ထရိုးရဲ့ပူရဲ့နေရာရှာပေးလိုက်ပါအဲနေရာရှာပြီးတော့ပြီဆိုရင်ဒီနေရာလေးမှာကျွန်တော်တို့ဒီပုံစံလေးရလိမ့်မယ်ဒါကတော့ကျွန်တော်ကဒီဗီဒီယိုထဲမှာဒါအရှင်းဒီမှာဖြစ်လို့ဒီ copy ပဲကူးထည့်လိုက်တာပါနော်အဲ့တော့ ဒီနားလေးမှာရေးကြည့်တာကဒီမက်စတိုအနေနဲ့ရေးရဆိုရင်ဒီရှေ့မှာဖောက်ဒီမင်းရမေးနေတာမင်္ဂလာနေ့ရဲ့အောက်မှာရှိတဲ့ခေါင်းစဉ်အောက်မှာရှိတဲ့စာတွေပြီးလို့ရှိရင်မင်္ဂလာရှင်ရဲ့အောက်မှာရှိတဲ့ဒီအချိန်ပေါ့နော်အဲ့ဒီဖောင်းနဲ့ဖောင်းဆိုင်နဲ့ဒီဖောင်းဆိုင်ကိုဖောင်းကိုတစ်မျိုးတည်းဖြစ်နေရပါမယ်အဲ့တော့ဖောင်းဆိုင်ကိုတစ်မျိုးတည်းရေးပါနော်အဲ့ဒါမှကျွန်တော်တို့ဖိတ်စာကြည့်လို့လာမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဒီပုံစံလေးရေးရေးပြီးသွားရင်ဒီဖောင်းလေးကိုကြတော့ဆက်လက်မှတ်ပေါ့နော်ကိုကဒီသူတို့သမီးရဲ့ဒီ အဖေနဲ့အမေကိုဖောက်အောင်တမျိုးထားမယ်ပြီးရင်သူတို့သားဖောက်အောင်တမျိုးထားမယ်ပြီးသားလို့ရှိရင်ဒီနှင့်ဒီနှင့်တို့တို့ယူကိုလည်းနှင့်နဲ့တို့ယူလည်းကျွန်တော်ကဖောက်အဲတီးတဲ့တမျိုးထားမှာနော်တီးတဲ့တမျိုးထားပါပြီးသွားရင်အဲနှင့်ကိုဖောက်တမျိုးထားပြီးရင်တို့ယူလည်းဖောက်တမျိုးထားပါနော်ရေးအားတော့ကြော်ပုံမှန်ဒီဒီကနေပြီးတော့ဟိုးအောက်ထီကို W01 နဲ့တခါလေးရေးပါ ရေးပြီးသွား၏ဆိုမှကျွန်တော်တို့ကဒီနေရာလေးတွေမှာဖောက်နေကိုပြန်ပြီးတော့လိုက်ပြီးတော့ပြောင်းပေးလိုက်ပါနော်။ဒါဆိုလို့ချင်းကျွန်တော်ကမှဆိုပါစို့ဒီကနေစရဲဟိုအောက်ဆုံးအထိပေါ့နော် W01 နဲ့တန်းစီပြီးတော့ရှင်းလိုက်ပါနော်ရှင်းပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီနေရာလေးမှာအဲဒီသရိုးသားရဲ့အဖေအမေကိုဖောင်းတစ်မျိုးလိုက်ပြောင်းနော်သရိုးသားရဲ့အဖေနဲ့အမေနဲ့ဖောင်းကိုဆိုပါစို့တရားဆိုရင်ကျွန်တော် W79 ပြီးလို့ရှိရင်သူ့ရဲ့ဒီသရိုးသမီးရဲ့အဖေနဲ့အမေကိုလည်းဒီဖောင်းကို W79 နဲ့ရှင်းပေးပါနော် သူတို့သားကို W 56ရေးရင်အမျိုးသမီးကိုလည်းဒီသူတို့သမီးကိုလည်း W 56နဲ့တွဲပြီးတော့ရေးပေးလိုက်ပါအဲ2အောင်တော့ထားပေးပါနော်ပြီးသားလို့ရှင်ဒီမင်္ဂလာအခမ်းပွဲဆိုတဲ့ဒီစာလေးရကြတော့ဒီတန်ဖောင်တမျိုးလေးနဲ့တွဲပေးလိုက်ဒါကတော့ကျွန်တော်ရမင်း001နဲ့ရေးပေးထားနော်ဒါရမင်းဖောင်နဲ့ရှိရင်အဲ့တော့ဖောင်းနေမစုံဘူးဆိုလည်းမဲစတိုတွေကျွန်တော်ရဲ့ဒီ Telegram မှာတင်ပေးထားတာလည်းရှိပါတယ်။အဲတကယ်လို့မတွေ့ဘူးဆိုရင်ကျွန်တော်ထပ်ပြီးတော့ ပို့ပေးပါမယ်အ Telegram ကို join ထားပါเนาะ Telegram မှာ knowledge zone ဆိုပြီးတော့ရိုက်ရှာလိုက်ပါ knowledge zone 1ဆိုပြီးတော့ရိုက်ရှာလိုက်ရင်ကျွန်တော်ရဲ့ Telegram အကောင့်ရှိပါတယ် Okay ဒါဆိုရင်ဒီပုံစံလေးလည်းရမယ်ဒါဆိုလို့ရှိရင်ကျွန်တော်အဓိကဒီဖောင်းနေတူဖို့လိုပါတယ်ဒီဖောင်းနေဒီဖောင်းနေတူအောင်ထည့်ပါမယ်အဲဒီအရောတခုပထမဆုံးဒီလိုမျိုးပြုလုပ်လိုက်ပါပြီးသွားပြီဆိုမှနောက်ကိုသုံးမဲ့ဒီနောက်ထပ်ဖိတ်တာတွေထပ်ပြီးတော့သုံးမယ်ဆိုလို့ရှိရင် ထပ်ပြီးတော့သုံးမယ်ဆိုလို့ရှိရင်သူ့ကိုကိုကစေ့ထားတဲ့အတွက်ဒီ PSD နဲ့စေ့ပေါ့နော်စေ့ထားတဲ့အတွက်ကျွန်တော်တို့ဒီ file တွေကိုသုံးလို့ပြန်ပြီးတော့သုံးလို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီအောင်တစ်ခါလဲ file စေ့နီးပါကျွန်တော်ပြပေးလိုက်မယ်နော်အဲ file စေ့နီးသုံးမျိုးရှိရဲ JPEG ရဲ PSD ရဲ PNG ရဲသုံးမျိုးရှိပါတယ်အဲ PSD ကကြတော့ လိုဖိုင်နေလဲဆိုရင်ကျွန်တော်ကဒီဖိုင်နေကိုဒီ layer တစ်ခုချင်းစီပြန်ပြီးတော့သုံးကျင်တယ် review လုပ်ရှင်တယ်ဆိုရင် psd နဲ့သိမ့်ပါ jpeg ဆိုရင်ကျွန်တော်တို့ကဒီဖိုင်ကိုဓာတ်ပုံအဖြစ်သိမ့်လိုက်တာဖြစ်ပါတယ် png ကတော့ကျွန်တော်ဓာတ်ပုံတွေအခါဓာတ်ပုံတွေကိုသုံးတဲ့အခါမှာ png အနေနဲ့စေပါတယ်နော် png အဲ့တော့ဒီမှာဆိုရင်ကျွန်တော်ဒီဟာကိုဂျေဘက်ဓာတ်ပုံဖိုင်ဂျေဘက်ဖိုင်ဖြစ်ပေါ့နော်ဓာတ်ပုံပုံဖိုင်နဲ့ဂျေဘက်ဖိုင်ဖြစ်တင်ပြပါမယ်အဲ့တော့ဒီဖိုင်လေးကိုကျွန်တော်ဒီလိုမျိုးစာတွေအားလုံး PC သွားပြီဆိုရင်ဖိုင်ထဲကိုသွားပါ CF ကိုနှိပ်ပါ control ရဲ့ order ရဲ့ S ကတွဲပြီးတော့နှိပ်မယ်ဆိုရင်ရပါတယ်ဒီမှာ control order ဆိုပြီးတော့နှိပ်လိုက်ပါပြီးသားလို့ချင်းကိုကဖိုင်ထဲမှာကိုသိမ့်မဲ့နေရာလေးမှာကျွန်တော်ထည့်ပေးလိုက်ပါနော် okay ဒီနေရာမှာဆိုပါဆိုဒါဆိုရင်ကျွန်တော်ဒီမှာစာလေးရိုက်လိုက်ပါမယ် ACC ဆိုပြီးတော့ရိုက်လိုက်တယ် ပြီးတော့ရင်ဆေးရတိုက်ဆိုတဲ့နေရာမှာပြောင်းပေးရပါဆေးရတိုက်ဆိုတဲ့နေရာမှာကျွန်တော် PSD ထားမယ် PSD ဆိုတာလေးကိုရွေးပေးဖို့လိုပါတယ် PNG အနေနဲ့ဆိုရင်တော့ဒီအောက်နားလေးမှာရှိပါတယ် PNG ဓာတ်ပုံဖိုင် JPEG ဖိုင်ဖြစ်သိမ်းခြင်းနေဆိုရင်တော့ JPEG ကို JPG ကိုကျွန်တော်ရွေးပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီနေရာလေးမှာကိုသိမ်းမဲ့ဖိုင်ဆိုင်ကိုရွေးဖိုင်တိုက်အမျိုးအစားကိုရွေးပါကျွန်တော်ကတော့ပြန်ပြီးတော့ဒီအရ review လုပ်ခြင်းနဲ့သုံးခြင်းနဲ့ဆိုရင်ဆွမ်းနာလိုမျိုး layer တစ်ခုချင်းပြန်ပြီးတော့သုံးခြင်းနဲ့ဆိုရင် JPEG အဲ PSD ဖိုင်ဖြစ် တင်ပေးပါဗောနော်ဒါဆိုရင်ကျွန်တော် save ဆိုတာလေးကိုနှိပ်လိုက်တာနဲ့ define လေးကတင်ပြီးသွားပါပြီ ps define ဆိုတာကအခုလိုမျိုးဒါဒီကျွန်တော်ဖွင့်ထားတဲ့ဒီ file လေးကဗောနော်အဒါကတော့နောက်ကလေးက acc ဆိုတာကျွန်တော်ခုမှလုံလိုက်တဲ့ file ဒါလေးကတော့ကျွန်တော်ဖွင့်ထားတဲ့ file ဒီ file လေးကိုကျွန်တော်တို့ဒီမျိုး layer တစ်ခုကြီးပြီးပြန်ပြီးတော့ပြင်တာနေပြက်တာနေတုံးကျင်နေဆိုရင်တော့ကျွန်တော်တို့ဟာအစောကအခုကျွန်တော်တင်ပြတဲ့ ps define မျိုးစားနဲ့တင်ပေးဖို့လိုပါတယ်အဲ့တော့ဒီနည်းလေးကကျွန်တော် face ကပြုလုပ်ပြီး ဖြစ်ပါတယ်အဲတော့ဒီနည်းလေးကိုလည်းရမယ်လို့ထင်ပါတယ်အားလုံးစင်ပြေကြပါစေခင်ဗျာဖိတ်စလို့အတွက်ကျွန်တော်ရဲ့ဒီဖိတ်တာပြလုံးနည်းလေးကအတုံးဝင်နေဆိုလို့ရှိရင်အကျိုးရှိရဆိုလို့ရှိရင်အဲကျွန်တော်ရဲ့ဒီ knowledge ဆုံး YouTube channel နဲ့ Facebook page ကို follow လုပ်ပြီးတော့ဒီ comment လေးမှာ message တို့ရေးချင်တဲ့စာလေးရေးခဲ့ပေးပါနော်အားလုံးစင်ပြေကြပါစေ